ရဒေတာတိတိမှာတန်ညာကဆွေမျိုးတွေအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဆံမငွေကြပြီဖြစ်ပါတယ်နော်အခုကျမက2025မေလအတွဲတနုံးနေတာသမီတွေရဲ့ကံကြမ္မာကိုအရင်ဦးဆုံးဟောကြားပေးမှာပါဒီလိုဟောကြားတဲ့နေရာမှာကျမကတော့ အဲအရင်တော့ကတော့အချက်၃ချက်ဆိုပြီးဟောပေးတာပေါ့နော်အခုကတော့အချက်၅ချက်ပေါ့နော်ဒါကျွန်မတို့မတ်အနေနဲ့ပြောပြောပေးကြတာပေါ့နော်ကလေးတွေဆိုရင်လည်းအဲပညာရေးထည့်ဟောပေးဖို့ပေါ့နော်ဟုတ်တယ်ပညာရေးရေးကြီးတဲ့အဲတချို့ဆိုလည်းခီးသွားခြင်းပေါ့နော်ဒါလေးတွေအဲထည့်ပြီးဟောပေးပါဆိုတော့ဒီနှစ်အချက်လေးကိုကျွန်မဟောပေးမယ်အဓိကကတော့ကျွန်မတော့ကျမရေးကိုဥစားပေးတဲ့သူဆိုတော့နံပါတ်၁ကျမရေးနံပါတ်၂အဲထုံးစံတိုင်းပေါ့နော် အခြေအနေနဲ့အိမ်ကောင်ကြီးနံပါတ်3ကတော့စီးပွားရေးနဲ့ငွေကြေးကိစ္စနံပါတ်4ကတော့ပညာရေးနံပါတ်5ကတော့ခီးတော်လာခြင်းနဲ့ကံကောင်းစေတဲ့ခဏန်းတွေပါတခါတည်းထည့်ပြီးခေါ်ကြပေးမယ်ပေါ့နော်ဟုတ်ပြီအခုပေါ့နော်အခုဆိုရင် တနုံးကနေတာသမီကြီးရဲ့ကံကြမ္မာကိုကျွန်မ2025မေလတလဆာအတွက်တနုံးကနေတာသမီကြီးရဲ့ကံကြမ္မာကို ခေါ်ကြပေးမှာဖြစ်ပါတယ်ကျွန်မကတော့တလဆာဟော့စတန်နေခေါ်တဲ့ ဟောပေးတဲ့နေရာမှာပေါ့နော်ဟိုကျမအမြဲတမ်းပြောပါတယ်တလမှဟိုကံလေးမိမ့်မိန်တဲ့နေ့နံနှစ်ခုအမြဲထွက်တယ်ပေါ့နော်အဲဒီနေ့မှာတော့ဟိုစာပွဲဥတ်တ်ပေါ့နော်အဲ့နေ့နံလေးနှစ်ခုထဲမှာမှအခုပထမဦးဆုံးဟောပေးမယ်တနုံးကနေတာသမီးတွေဟာမေလတလစာအတွဲကံလေးမိမ့်မိန်တဲ့အထက်မှာပါနေတယ်ရှင်နော်အဲစိတ်စိတ်မကောင်းစားလည်းပဲပွဲဥတဲ့တနုံးကနေသားသမီးတွေကတော့အကံမကောင်းတဲ့နေ့နံလေးတွေမှာတော့ ပါနေတယ်နော်အဲ့တော့အခုအရင်ဆုံးတနုံးကနေသာသမီတွေရဲ့ကျွန်မကျမ်းမာရေးကိုအရင်ဦးဆုံးဟောကြားပေးမှာပါနော်ကဲဟုတ်ပြီတနုံးကနေသာသမီတွေကတော့မေလာတလဆာအတွက်တနုံးကနေသာသမီတွေရဲ့ကံကြမ္မာကတော့ဟုတ်ပါတယ်ဒီမှာလည်းဒီလိုပါလာတယ်အဲရှုတောင်မျိုးစုံကကြည့်လိုက်တာပါနော်ကြည့်လိုက်တဲ့အချိန်မှာတနုံးကနေသာသမီတွေကကျမ်းမာရေးကိုခယူးဆိုင်ရပါမယ် မိမိရဲ့နေရာပေါ့မိမိနေထိုင်တဲ့နေရာမတန့်ရှင်းတာတွေမတန့်ရှင်းတဲ့ဆိုတာအင်တန်ရှင်းမလို့လို့ကြမ်းမတိုက်ပျက်စီးမလဲတမျိုးမဟုတ်ဘူးပေါ့နော်အမမြင်အပ်တဲ့အရာတွေပေါ့နော်မိမိရဲ့အိမ်မိမိရဲ့ခြံဝန်းထဲမှာရှိနေတယ်တဲ့အဲ့ဒီလိုမိမိနေမိမိအိမ်မိမိခြံဝန်းထဲမှာရှိနေတဲ့ခါကြတော့မမြင်ရတဲ့အနောက်ချက်တွေရှိတယ်ပေါ့နော်ဒီလိုရှိတဲ့ခါကြတော့ကိုကိုအထင်လွဲတာအမြင်လွဲတာတွေရှိတတ်တယ် အဲဒီလိုပဲကိုယ်ကိုဂုံတိတ်ခါညှိုးလွှမ်းစေမဲ့အရာတွေကိုယ်ကိုမကောင်းကြံအပုတ်ချတာတွေအဲဒါမျိုးတွေကို ခံရတယ်မဟုတ်မမှန်ဆွဆွဲတာတွေကိုလည်းခံရတယ်ပေါ့နော်ပြီးတော့အဲ့ဒီအတွက်အိမ်တွင်းရေးဟာအင်မတန်ပူလောင်နေတယ်တဲ့ဒီလိုခံစားရတယ်နော်ဒီလိုလေးတော့ကျွန်မဒီလိုမျိုးမြင်တယ်ပေါ့နော်ဒါကြောင့်တနုံးကနေသားသမီးတွေဟာကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အထူးပြုဆိုင်ပါ အပူနဲ့ပတ်သက်တာတွေအပူနဲ့ပတ်သက်တယ်ဆိုတာအိမ်တွင်းရေတော့ကအပူမီးကြောင်လည်းဖြစ်နိုင်တယ်အပူလွန်ကဲတာလည်းဖြစ်နိုင်တယ်အပူငုတ်တာမျိုးလည်းဖြစ်နိုင်တယ်ကျမရင်းနဲ့ပတ်သက်ရင်တော့ဒါလေးကိုဂရုစိုက်ပေးပါနော်အပြီးတော့အိမ်နေရာထိုင်ရင်မတန်ရှင်းတဲ့မမြင်ရတဲ့အရာရဲ့အတောက်ချက်မျိုးတွေလည်းရှိတတ်တယ်ဆိုတာလေးကိုပြောရင်းနဲ့တနုံကနေသားသမီးတွေရဲ့ကျမရေးနဲ့ပတ်သက်တဲ့ hostel လေးအဲကျမရေးနဲ့ပတ်သက်တာလေးပြီးွားပြီပေါ့နော် အခုခါမှာတနုံကနေသားသမီးတွေရဲ့ အချစ်ရေးနဲ့အိမ်တော်ရေးပေါ့နော်ကျွန်တော်တို့ဒါသမီးတွေရဲ့အချစ်ရေးနဲ့အိမ်တော်ရေးကိုဒါအရင်ဆုံးအခုဟောပေးမှာပေါ့နော်တနုံးနေတာသမီးတွေရဲ့ဒီနေ့တနုံးနေဟောရတာတော့တစ်မျိုးပဲအဲတနုံးနေတာသမီးတွေရဲ့အဲ့လိုအခြေရေးတွေအိမ်အောင်ရေးတွေကလည်း သူကအိမ်မာလေးဟောပြီသူကအဆင်မပြေတာတွေများတယ်ဒီအခြေရေးအိမ်ငောင်ရေးမှလည်းအိမ်တွင်းရေးကပူလောင်နေတဲ့အတွက်ခုနကကျမကြီးနဲ့ဒီမှာတော့ဝင်းဆက်ချိတ်ဆက်တယ်ပေါ့နော်ဒီလိုမျိုးအိမ်တွင်းရေးတွေပူလောင်နေတဲ့အတွက်ဒီလိုအခြေရေးတွေအိမ်ငောင်ရေးတွေမှလည်းထိခိုက်နေတယ်အိမ်တွင်းပြုံးငွေ့ငွေ့နဲ့လောင်နေတယ်ဒါပေမဲ့လို့သူကတိတ်မကြခင်ပြင်းပြင်းထန်ထန်တော့ပြင်းပြင်းထန်ထန်ချီတော့ဖြစ်တယ် ဖြစ်လိမ့်မယ်အဲ့အခြေရေးပဲဖြစ်အင်တော်ပြအထင်လွဲတာတွေအမြင်လွဲတာတွေအဲ့အင်တော်အင်တွင်းမှာဆိုတဲ့အရှုပ်ထွေးတွေဒါမျိုးတွေရှိမှာအဲ့ဒီလိုအင်မတန်ရှုပ်ထွေးပြီးပြင်းပြင်းထန်ထန်ဖြစ်ပြီးွားမှအဆင်ပြေမယ်တဲ့နော်သူကနောက်ဆုံးမှာတော့အဆင်ပြေမဲ့လက္ခဏာတွေရှိတယ်နော်ဒါကြောင့်မို့အခြေရေးတွေအင်တော်ရေးတွေရာလဲစိတ်ရှည်ဖို့နော်ဆုံးဖြတ်ချက်တွေမစောဖို့နော်မိမိရဲ့ပေါ့နော်အထင်မြင်လွဲတာတွေကိုတည်တည်ချာချာရှင်းပြတတ်ဖို့နဲ့ပြဿနာတွေကိုကင်ကွယ်တတ်ဖို့တော့ လို့မယ်လို့ကျွန်မအကြံဉာဏ်လေးပေးပြရစီနော်အခုကတော့တနုံးကနေတာသမီးတွေရဲ့စီးပွားရေးနဲ့ငွေကြေးကိစ္စဟုတ်ပြီအဲစီးပွားရေးနဲ့ငွေကြေးကိစ္စရတယ်ပေါ့နော်တခုနဲ့တခုကတော့ဒီမှာပေါ့ဝင်းဆက်တွေကမိနေခုနအတိုင်းပဲပြန်ကောက်ရမှာပဲမစီးပွားရေးနဲ့ငွေကြေးကိစ္စမှလည်းဒီလိုပဲအိမ်ထဲမှာဒီဒီ point ရတော့ဒီတနုံးကနေဒီထဲမှာကိုမလုပ်ဘူးဖြစ်နေတယ်เนาะကျမမြင်ရတာတော့ စီးပွားရေးနဲ့ငွေကြေးကိစ္စတွေဟာလည်းမလို့အဖက်နဲ့စကားများရတာတွေဒီလိုဟိုစောင်းတော့အများချွေဟိုခြုံပြီးပြောရရင်တော့သူသူတပားတော့ကိုကိုတော့မကောင်းညာအကောက်ကြံတာတွေကိုများတယ်ပေါ့နော်ကျွန်မဗီဒီယိုကိုကြည့်မိတဲ့တနုံနေတာသမီးတွေကတော့မေလတလဟာအထုဂယူဆိုင်ပါအဲ့လိုအထုဂယူဆိုင်ပြီးမှအစိုးဆုံးနဲ့အကောင်းဆုံးအခုအပြောင်းရှိမယ်စိုးမယ်ကန်းကောင်အောင်စိုးပြီးကန်းကောင်အောင်ကောင်းမယ်ဒီမှာအခုကျမ်းမာရေး လူမှုရေးစီးပွားရေးနှစ်ခုစလုံးကအဲတစ်ခုနဲ့တစ်ခုက contact တွေဖြစ်တစ်ခုနဲ့တစ်ခုချိတ်ချိတ်ဆက်တွေဂျိတ်ဆက်ဖြစ်နေပါတော့ဆက်ဆက်မှုတွေရှိအဲ့တော့အထူးကယူဆိုင်ပါနော်အဲတနုံးကနေသားသမီးတွေကနဲ့ပတ်သက်ပြီးတော့ဒါတွေပြောရအောင်မလဲဆိုရင်ဟုတ်တယ်တနုံးကနေသားသမီးတွေက ကျွန်မကတော့အကြံဉာဏ်ပေးချင်တာပေါ့နော်တနုံနေသားသမီးတွေရဲ့ရေတရာပေးပါဆိုရင်တော့အဲတန်ခါဆိုလဲတန်ခါဆောင်းတဲ့ထီတလက်အဲတက်ကြီးရွယ်ကိုဆိုလဲတက်ကြီးရွယ်ကိုဆောင်းတဲ့ထီတလက်အဲအခုငယ်ရွယ်တဲ့ကလေးပဲဖြစ်ဖြစ်ပေါ့နော်တန်ခါတန်ခါဖြစ်ဖြစ်ဆရာလေးဆရာကြီးတိလာရှင်တိလာရှင်လည်းဖြစ်ဖြစ်နောက်ပြီးတော့အဲတက်ကြီးရွယ်ကိုပဲဖြစ်ဖြစ်ကလေးတငယ်ပဲဖြစ်ဖြစ် ခြေချောင်းလှုပ်ပေးလိုက်ပါလို့เนาะဒီရေတရားလေးကိုကျွန်မဒီမှာတော့ကျွန်မဒီလိုမျိုးလေးမြင်ရတယ်เนาะအကြောင်းမို့ခြေချောင်းလှုပ်ပေးလိုက်ပါလို့ကျွန်မဒါဒီလိုလေးပြောချင်တယ်ဗောနော်ကြတနုံးကနေသားသမီးတွေရဲ့ပညာရေးပညာရေးကတော့အကျန်းအားဖြစ်တော့ကျွန်မဗောနော်တခြားနီးလန်းနေနဲ့ကြည်ရတော့ပညာရေးမှာလည်းအနောက်ရက်တွေရှိတယ်ပညာရေးကလည်းထင်တယ်လို့မပေါဘူး45ရက်ကြော်မှပညာရေးနဲ့ပတ်သက်ပြီး ထူးခြားအောင်မြင်နိုင်မဲ့ဂိမ်းတွေပညာရေးနဲ့ပတ်သက်တဲ့လမ်းစာတွေပေါ့မယ်ဒါကတော့ဖျက်မြခြင်းပေါ့နော်ဒီမှာ talent နဲ့အဖြစ်နဲ့ဒါတခြားကျမဒီမှာတက်နီးလေးတွေဟောစာပေါ့နော်ကျမကလည်း shoot down ဘောင်းစုံလေးရနေကျမကြည့်ပြီးပြောပေးနေတာပေါ့နော်အခုကျမပညာရေးကိုပြောမှာ okay အော်ပညာရေးကတော့တန်ခါတွေဆိုရင်နဲ့ရဟန်းတန်ခါတွေဆိုရင်တော့ပျော်ရွှင်ရမယ်တဲ့နော်အဲဆာဝါလိုက်တဲ့ကိုတော်တွေပေါ့နော်အဲ့လိုဆိုရင်လည်းယဟန်တန်ခါတွေဆိုရင်တော့ပျော်ရွှင်ရမယ်ပေါ့နော် လူတွေနဲ့ပတ်သက်လို့ရှိရင်လည်းအပညာရေးကတော့ဝမ်းသာရမယ်ကာလာမျိုးဖြစ်တယ်။ခုနလိုမျိုးပညာရေးကတော့ဒီမှာပေါ့နော်။တခြားနီးတွေကအဲနီးတွေကအကုန်လုံးကြိလိုက်တဲ့အချိန်မှာတော့အကောင်းဘက်ကိုသွားတာများတယ်။မကောင်းတာရှိတော့ညာလဲ။ကောင်းတဲ့အားတွေကတော့များနေတယ်။ပညာရေးနဲ့ပတ်သက်ရင်တော့ထက်တလောက်မပေါက်ခဲ့ဘူးပြော။ခုနလိုမျိုး55ရက်ကြော်ရင်တော့လမ်းတစ်တည်းစပွင့်မယ်။အဲပညာရေးနဲ့ပတ်သက်ရင်တော့ဒီလိုမျိုးလေးရှိတယ်။ တနုံးနေတာသမီးတွေဟာပညာသင်မယ်ဆိုရင်တော့တောင်ရက်ကမှပညာသွားသင်မယ်ဆိုရင်တော့အဆင်မပြေနိုင်ပါဘူးလို့เนาะဒါအရမျက်နာလေးကိုလည်းကျွန်မဒါသေချာပြောလိုက်မယ်เนาะတနုံးနေတာသမီးတွေဟာတောင်ရက်ကိုအခုမေလမှာတောင်ရက်ကိုခရီးသွားခြင်းတောင်ရက်ကိုရှောင်ရမှာပညာသွားခြင်းမဖြစ်မနေသွားမယ်ဆိုရင်လည်းကျွမ်းကျင်တဲ့ဆရာတွေနဲ့ မေးမြန်းပြီးမှခยีသွားတာမျိုးပညာသွားတင်တာမျိုးကိုလောက်ပါเนาะတနုံးကနေတာသမီးတွေဟာမြောက်ရက်အကျိုးပေးနေပါတယ်เนาะမြောက်ရက်အကျိုးပေးတယ်အဲအနောက်အနောက်မြောက်အနောက်မြောက်အဲ့လိုမျိုးပေါ့เนาะတောင်ကတော့အကျိုးမပေးဘူးရှင်เนาะအတောင်မှာဆိုရင်တော့ခက်ခဲမယ်တောင်မို့လို့မသွားရဘူးလားဆိုတော့သွားရ သွားမှဖြစ်မယ်ဆိုရင်သွားပေါ့နော်နီလန်းလေးတွေတော့ရှိတယ်ကျမတို့ကတော့နော်ဒီလိုကိန်းကနတခုမှဒီနေရာကမကောင်းဆိုရင်မကောင်းဆိုလို့ကိုကမလုံလို့မဖြစ်လို့ငုတ်ထုတ်ထိုင်ရမှာတော့မဟုတ်ဘူးနီးရှိတယ်မကောင်းတော့ကိုကောင်းအောင် လုံပေးနိုင်တာဟိုမှာဆက်ရလို့ခေါ်တာအိုးဒီနေ့နဲ့နဲ့ဒီနေ့နဲ့တွက်ချက်လိုက်လို့တို့အိမ်တော်ကြီးကပြိုကွဲမယ်မှတ်လားပြိုကွဲမဲ့အိမ်တော်ကြီးကိုမပြိုကွဲအောင်လုံနိုင်တာမှဆက်ရစိုးနေတာကိုကောင်းအောင် လုံပေးနိုင်မှဆက်ရ ဆရာတို့ကျမတို့ဒီလိုဒီလိုတတ်မှတ်တယ်တော့ဒါကြောင့်မလို့ဟိုဒီလိုမျိုးဖြစ်ရင်ဒီလိုဒီလိုတွေကမကောင်းနိုင်ဘူးဒီလိုတွေဖြစ်နိုင်တယ်ဒါဆိုမလို့ဟာဘူးလားမဖြစ်မနေလောရမယ်ဆိုရင်လုံးနီးစနစ်တော့ရှိတယ်ရှိတယ်เนาะဒါမျိုးမှာဆရာတို့ကျမကတော့ခံယူတယ်ကျမကတော့တတ်မှတ်တယ်ပေါ့เนาะအဲကြောင့်မို့အခုတနုံးကနေတာသမီတွေကရဲ့ပညာရေးကိုကျမဟောပေးလိုက်ပြီတနုံးကနေတာသမီတွေကနောက်ထပ်တစ်ခုခရီးသွားလာခြင်း ခྱི་သွားလာခြင်းနေမှာလဲတစ်ချိန်တည်းနဲ့မအောင်မြင်ပါဘူးတဲ့နော်တနုံးကနေတာသမီးတွေဟာခྱི་သွားမယ်ဆိုရင်တော့အရှိရက်မြောက်ရက်အရှိမြောက်ရက်တွေကိုသွားရဖို့ရှိပါလိမ့်မယ်သွားတော့ညာလဲသွားတဲ့ခྱི་တွေကမိမိထင်သလောက်တော့မဖြစ်ဘူးဇွဲရှိရှိနဲ့တစ်ချိန်တည်းနဲ့လဲအောင်မြင်ချင်မှအောင်မြင်မယ်ဇွဲရှိရှိနဲ့သွားမယ်တစ်ချိန်တည်းမှမအောင်မြင်လို့စိတ်ကြကြသွားရင်တော့အောင်မြင်မှုနဲ့လွဲဆောင်မှာโอเค အဲ့တိုင်းပဲအခုကျမပြောလိုက်တဲ့အတိုင်းပဲကျမတက်ထက်ထဲလာကြတယ်ဒါပေမဲ့သွားရမယ်တဲ့ခီးကတော့အဲ့လိုသွားဖို့ကြုံရင်တော့အဆင်မပြေဘူးဆိုလဲထသွားရမယ်တဲ့ခီးသွားဖို့တော့ဒီမှာအားပေးတယ်ဒါပေမဲ့ဒီချိန်တစ်ခါလဲတော့အောင်မြင်ချင်မှအောင်မြင်မယ်အဲ့ဒီခီးသွားတာလည်းပေါ့နော်ခုနကျမပြောသလိုအရှိမြောက်အရှိမြောက်တွေဟာကျမ်းမာရေးရဆေးသွားကုမာတို့ဆေးသွားဝယ်မာတို့โอเคသွားပါတဲ့ သွားရမယ်တခါတည်းတော့မပြီးဘူးဆေးသေးပါတော့ခုမယ်ဆိုတော့တခါတည်းမဟုတ်နောက်ထပ်ထပ်သွားရမယ်သွားဖို့သွားရမယ်အဲ့ညံမှာတော့ထူးခြားတဲ့အဲထူးခြားထူးခြားမယ်ပေါ့နော်ကျမကြီးမကောင်းတဲ့သူတွေဖြစ်ဖြစ်ငွေချင်းတွေပဲဖြစ်ဖြစ်ဒီမှာတော့ကျမကြီးပြလာပဲကျမကြီး ਨੇ ပတ်သက်ပြီးတော့အကြောင်းပြပြီးတော့အဲ့ဒီအရှိရဲ့မြောက်ရဲ့အရှိမြောက်ရဲ့ကိုသွားကိုသွားရလိမ့်မယ်သွားခဲ့လို့ရှိရင်တော့မဆိုင်မတော့နဲ့မတူဘူးပဲနဲ့ချက်ချင်းထသွားပါတဲ့နော်တကယ်လို့ဒီချိန်အဆင်မပြေခဲ့ရင်လည်းထပ်သွားပါတဲ့ကျမဒီလိုမျိုးလေးမြင်ပါတယ်နော် ဒါခုတနေ့ကနေသာသမီတွေရကန်ကြမှာကိုဒါဟောကြားပေးပြီးဖြစ်ပါရဲ့နော်နေရဒေတာအသီးသီးမှာတနေ့ကနေသာသမီများစိတ်ချမ်းသာလို့ခန္ဓာကြီးစမ်းမကြပါစေရှင်